်မင်္ဂလာပါရှင် ကျွန်မကတော့ချူချူဆမ်းပါ DBB ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါရမယ်မကွေးတိုင်းစလင်းမြို့နယ်ထဲကစာတင်ကြောင်းတစ်ခုကိုစစ်ကောင်စီတပ်ကဂျွန်လာ၃ရက်နေ့လည်း၁၇နိုင်ခွဲဝင်းကျင်မှာဇက်တိုက်ဘုံကျဲတက်ခိုက်ခဲ့လို့စာသင်ကျောင်းဆောင်တွေပျက်စီးခဲ့ပြီးဒေသခံပြည်သူတယောက်သေဆုံးတာတယောက်ဒဏ်ရာရရှိခဲ့တယ်လို့စလင်းချေဆိုင်တွန်လှရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ ဆွဲတီရွာမနဲ့ဆွဲတီရွာတက်ကစာတင်ကြောင်းတွေကိုဂျက်ဖိုက်တာနဲ့ဗုဒ္ဓလုံးစီကျဲသွားတဲ့အတွက်စာတင်ကြောင်းဆောင်တွေအပြည့်လူနေအိတ်တွေလည်းထိခိုက်ပျက်စီးခဲ့ပြီးအမျိုးသားတယောက်သေဆုံးကအမျိုးသမီးတယောက်ဒဏ်ရာရရှိခဲ့တယ်လို့ဆလင်းပကဖရဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကိုအောင်ဆန်းက DPP ကိုပြောပါတယ်ဒေသတွေတခြားမြို့နယ်တွေမှာလည်းလေကြောင်းတက်ခိုက်မှုတွေကြောင့်စာသင်ကျောင်းတွေပိတ်ထားရတဲ့အတွက်ကလင်းငယ်တွေဘာမှမဖြစ်ခဲ့ဘူးလို့ဆိုပါတယ် လက်ရှိမှာတော့ဘုံကျဲခံရတဲ့အဆိုပါကြေးရွာတွေကဒေသခံပြည်သူတထောင်နီးပါးဟာလည်းနောက်ထပ်ဘုံကျဲတခိုက်ခံရမှာစိုးရိမ်ကြတဲ့အတွက်ဘေးလွတ်ရာနေရာတွေကိုထွက်ပြေးတိမ်းရှောင်နေကြတယ်လို့လည်းသိရပါတယ်ရှင်။ရှမ်းပြည်နယ်မြောက်ပိုင်းကိုကန့်အထူးဒေသတင်မှာဂျွန်လ9ရက်နေ့ကစပြီးကြောက်အလက်ခံပြီးလို့ MNDAA ဘက်ကထုတ်ပြန်ပါတယ်။ အထူးဒေသတဲ့မြန်မာပညာရေးကော်မတီကနေလာရှိုးဒေသကအခြေခံပညာကျောင်းတွေမှာကျောင်းအပ်လက္ခဏာဖြစ်ပြီးမူလတန်းတွေကိုအခမဲ့လက္ခဏာဖြစ်ကအလဲရန်နဲ့ထက်တန်းကိုတော့မသိရသေးဘူးလို့ MNDAA သတင်းရင်းမြစ်ကပြောပါရယ်ကျောင်းအပ်လက္ခဏာကျောင်းတွေကလာရှိုးမြို့နာကဂျေးဝအတီတီကစာသင်ကျောင်း20ဖြစ်ပြီးကျောင်းအပ်လက္ခဏာပေမဲ့ကျောင်းဖွင့်မဲ့ရက်ကိုတော့မသိရသေးဘူးလို့ဆိုပါရယ် MNDAA သတ်မှတ်ထားတဲ့အထူးဒေသတစ်ဆိုတာဟာလာရှိုမြို့၁၂ရက်ကွက်ကလွဲလို့ပတ်ဝန်းကျင်ကကျေးရွာတွေတိုင်းနီခရိုင်နဲ့ကုတ်ခိုင်တွေကဒေသတချို့ပါဝင်တာဖြစ်ပါတယ်။အခုဖွင့်လှစ်မဲ့စာသင်ကျောင်းတွေအတွက် CDM ဆရာဆရာမတွေလာရောက်လျှောက်ထားနိုင်တယ်လို့လည်း MNDAA ဘက်ကပြီးခဲ့တဲ့ရက်ပိုင်းကခေါ်ယူထားပါသေးတယ်။အထူးဒေသတစ်ထဲမှာပြီးခဲ့တဲ့2024-2025ပညာသင်နှစ်ကစလို့ ကျောင်းနေအရွယ်ကလေးတွေအားလုံးပညာသင်ယူနိုင်ဖို့ဆိုပြီးလာရှိုမျိုးတွေကကျောင်းနေအပါဝင် အခြေခံပညာကျောင်း22ကျောင်းဖွင့်လှစ်ပေးခဲ့တယ်လို့သိရပါတယ်ရှင်။ရှမ်းပြည်နယ်နဲ့တနင်္သာရီတိုင်းတွေမှာလိုင်စင်မဲ့ကားတွေကိုငွေကြေးယူကာနေဆက်ကနေဝင်ခွင့်ပြုပြီးမြို့ပေါ်တွေကိုရောက်မှဖမ်းဆီးတာတွေလုပ်လာနေတယ်လို့မြို့ကန်တွေကပြောကြပါတယ်။ဒီသတင်းကိုလင်းအိမ်ပေးပို့ထားပါတယ်ရှင်။ရှမ်းပြည်နယ်ရဲ့မြို့တော်တောင်ကြီးနဲ့ တနင်္သာရီတိုင်းမြို့မျိုးတို့မှာလိုင်စင်မဲ့ကားတွေကိုနေဆက်တွေကနေငွေကြေးရယူကာတင်းကွင်းပြုတ်ခဲ့ပေမဲ့မြို့ပေါ်တွေရောက်တဲ့အခါမှာတော့ဖမ်းဆီးတာတွေလုလာနေတယ်လို့မြို့ခံတွေကပြောကြပါဗျ။လိုင်စင်မဲ့ကားတွေကိုထိုင်းနယ်စပ်နဲ့ခိုးဝင်လမ်းကြောင်းတွေကနေတဆင်စစ်တပ်ကိစ္စခန်းတွေကိုငွေပေးပြီးမြို့ထဲအထိတဲလာပြီးမှမြို့ခံတွေစီးတဲ့အချိန်ဖမ်းဆီးတာဖြစ်တယ်လို့ဆိုပါဗျ။တောင်ကြီးမြို့ရဲ့လူစီကားရနေရာတွေမှာပြီးခဲ့တဲ့မေလ3ရက်ကစပြီးမတော်ပြီခဲ့ရဲနဲ့အဖွဲ့အစုံအယောက်20ကျော်က လိုင်စင်မဲ့ကားတွေကိုစစ်ဆေးသိမ်းဆည်းတာတွေလုပ်ခဲ့ပြီး၃ရက်အတွင်းအစီးရတရာကျော်ဖမ်းဆီးခံခဲ့ရတယ်လို့သိရပါဗျာ။လူတွေတော့အဲ့ဒါတွေတုံ့ပြန်ကြတာသူတို့တော့ပွားပေါက်တွေရနာပေါ့။အဲလိုင်စင်ရှိတဲ့သူကလိုင်စင်လောက်ပေါ့။ရှိပြီးသားသူကလည်းတတန်းနဲ့မတူဖြစ်တဲ့ဟာတွေတူပေါ့။အဲ့ဒါမျိုးတွေအဲနောက်ပြီးတော့ခါကြတော့ဟိုမရက်ရတော့သူတို့နင်းနီတားထားတဲ့နေရာတွေမှာရှိတယ်တဲ့။အဲ့ဒီမှာလည်းတွားရက်မိတယ်ဆိုလို့ရှိရင်လည်း ဖမ်းနေအဲ့ဒါဟိုအရင်တော့ကတော့ဝတ်တောက်ကားတွေပါလေဆိုစီးမှဖမ်းတာဟာအခုကကျတော့ခက်တော့အဲ့လိုရက်ထားတယ်ဆိုလို့ရှိရင်လည်းဝတ်တောက်ကားမှန်သူတို့တိတယ်ဆိုလို့ရှိရင်ပိုင်ရှင်မတူလဲဆိုဖမ်းနေစိုက်ကယ်တွေတောင်မှကိုစံငွေစိုင်းတောင်မှရှိုးရုံးတောင်မှဝင်ဖမ်းနေပြောတာပဲတနင်္သာရီတိုင်းမြေမြို့မှာလည်းစစ်ကောင်းဆောင်ဗိုလ်ချုပ်မှူးကြီးမေအောင်လှိုင်ကလိုင်စင်မဲ့တရားမဝင်ကားတွေကိုဖမ်းဆီးမယ်လို့ပြောပြီးတဲ့နောက်ဖမ်းဆီးတာတွေလုပ်နေတယ်လို့မျိုးကံတွေကပြောပါတယ် လိုင်စင်မဲ့ကားတွေကိုပြည်သူတွေစီကားတာဖမ်းဆီးပြီးပြန်ရွေးလို့မရရင်မဲ့ဌာနဆိုင်ရာကဝန်ထမ်းတွေကတော့လိုင်စင်မဲ့ကားတွေစီးနေကြတဲ့အတွက်မြို့ခံတွေကမှဝေဖန်ပြောဆိုမှုတွေလည်းမြင့်တက်နေပါဗျ။အခုလေဒီမှာဟာကဲကားဝီတောက်တဲ့အဖမ်းကျိုးကျိုးရံွယ်တင်းမဆိုတာအဲ့ဒီကိုအဲ့ဒီ exchange လိုက်ဖက်ကားလေးဆက်ခဲ့တယ်ဒီကားလေးလိုက်ဖက်အကြောင်းမရှိရဲ့အချိန်တော့ကမိမတော့ပါဖက်ထားအောင်ပဲဒီတော့ဖက်ဆန္ဒဆိုင်ရတော်တော်များများဆန္ဒဆိုင်ရတဲ့တဲ့ရည်လေး ်ဘူးတာလည်းရှိရဒီလိုတော့လည်းဒီလိုပဲတည်းရနေရာမှာတော့ဘူးတာလည်းဝင်ပါမေလ20ရက်မှာစစ်ကောင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကနေပြည်တော်မှာပြုလုပ်တဲ့အစည်းအဝေးမှာ လိုင်စင်မဲ့ကားနဲ့ဆိုင်ငယ်တွေက လုံခြုံရေးနဲ့အခွန်ငွေကိုထိခိုက်တဲ့အတွက်အရေးယူဖို့လိုအပ်တယ်လို့ပြောဆိုပြီးတဲ့နောက်ဖမ်းဆီးခံရတာတွေဇက်တိုက်ရှိလာတာလို့ဆိုပါရယ်။မင်းမျိုးမှာလိုင်စင်မဲ့ကားတွေကိုစစ်ကောင်စီရဲ့အမှတ်256ချီလင်းတရင်ကနေတရင်မှုလက်မှတ်နဲ့အကြံဝင်နှစ်သိန်းကနေခုနှစ်သိန်းကြားအထိပေးဆောင်က 2022ခုနှစ်ကလေးကမောင်းနှင်ဝင်ပေးထားခဲ့တယ်လို့စစ်ကောင်စီနဲ့နှီးဆက်သူတွေကပြောပါဗျ။ကျွန်တော်လင်းရင်ပါယူကရိန်းနဲ့ရုရှားတို့အကြားနောက်ဆုံးအကြိမ်ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုတနင်္လာနေ့ကအစ္စတန်ဘူမှာ တူရကီရဲ့ပြန်ပြေးပေးမှုနဲ့ကျင်းပခဲ့ပါတယ် ဒီဆင်းရဲပွဲမှာတာဝန်ရှိသူတွေဟာအထူးသဖြင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စရပ်တွေမှာအပြုသဘောဆောင်တဲ့တိုးတက်မှုတချို့နဲ့နှိကုံချုပ်ခဲ့တယ်လို့တူကီနိုင်ငံသားဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူအွန်ဂျူကေဂျီလီကအတည်ပြုခဲ့ပါတယ်ဥမေရော့ကဆွနေဝဲအတွင်းမှာယူကရိန်းဟာသူ့ရဲ့အစီအစဉ်ကိုရုရှားစီတင်ပြခဲ့ပြီးအဲ့ဒီအစီအစဉ်အရရပ်ပေါင်း30ချွင်းချက်မရှိအပြစ်ခတ်ရစရေးကိုအဆိုပြုထားပြီး အကျဉ်းသားတွေလွတ်ပေးရေးစစ်သားငယ်တွေနဲ့ကလေးသငယ်တွေကိုပြန်ပို့ပေးရေးတို့ပါဝင်တယ်လို့ဆိုပါတယ်။ရရရဲ့စနစ်ဝဲအပြီးမှာရုရှားသမ္မတရဲ့လက်ထောက်ဗလာဒီမာမက်ဒင်စကီကရုရှားဟာကြဆုံသွားတဲ့ယူကရိန်းစစ်သားတွေရဲ့ရုပ်အလောင်း6000ကိုပြန်ပေးမယ်လို့ပြောပါတယ်ရှင်။ဒီပီပီရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းလေးကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျမကတော့ချိုချိုဆမ်းပါရှင်